တရုတ်နိုင်ငံမှာမဖြေရှင်းနိုင်သေးတဲ့လျှို့ဝှက်စမ်းကြဲမှုတစ်ခုပေါ်ထွက်လာပါတယ်။မကြာသေးခင်နှစ်တွေအတွင်းတန်ပေါင်းများစွာသောအိုးမဲ့အိမ်မဲတွေဟာအများပြည်သူရှိကနေပျောက်ကွယ်သွားပြီးတရုတ်အစိုးရကဖြေရှင်းဖို့တွန့်ဆုံနေတဲ့မေးခွန်းတွေကိုဖြစ်ပေါ်စေပါတယ်။တရားဝင်ကျင်းဆုံမှုတွေရှိပေမဲ့တရုတ်နိုင်ငံရဲ့လူဦးရေလှည့်မြန်စွာကျဆင်းနေမှုဟာပိုပြီးလှစ်လျူရှိဖို့ခက်ခဲလာပါတယ်။2020ခုနှစ်ကနေ2023ခုနှစ်အတွင်းခံမှန်းချက်တွေအရလူဦးရေဟာ တန်း150ကနေတန်း200အထိကျဆင်းသွားနိုင်တယ်လို့အကြံပြုထားပါတယ်။တရုတ်နိုင်ငံရဲ့လူဦးရေတိုးတက်မှုဟာပြီးဆုံးသွားပြီလို့ထင်ရပြီးကမ္ဘာလုံးဆိုင်ရာ လေလာသူတွေနဲ့စီးပွားရေးပညာရှင်တွေစိုးရိမ်နေပါတယ်။တရုတ်နိုင်ငံမှာလူဦးရေ1.4ဘီလီယံရှိတယ်လို့တကမ္ဘာလုံးကလက်ခံထားခဲ့ပါတယ်။ဒါပေမဲ့ဒီရေတွက်ဟာတိတိတသားချဲ့ကားထားတာဖြစ်နေပုံရပါတယ်။တရုတ်နိုင်ငံရဲ့တကယ်လူဦးရေဟာတရံဝင်ထုတ်ပြန်ထားတဲ့အရေအတွက်ရဲ့အနှဲငယ်သာဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်လေးပုံတစ်ပုံလောက်သာရှိတာလည်းဖြစ်နိုင်တယ်ဆိုတော့ဆွတ်ဆွဲမှုတွေတိုးလာနေပါတယ်။တရုတ်ကွန်မြူနတီပါတီ CCP ကနှစ်ပေါင်းများစွာလူဦးရေဒေတာကိုမမှန်ကန်စွာ ဖော်ပြခဲ့ပါတယ်။ကဘာကြီးကသမကသူတို့ရဲ့ပြည်သူတွေကိုပါ အမှန်တရားကိုဖုံးကွယ်ထားခဲ့တယ်ဆိုတော့ဆွတ်ဆွဲချက်တွေထွက်ပေါ်လာပါတယ်။တချိန်ကမဖြစ်နိုင်ဘူးလို့ထင်ခဲ့ရတာဟာအခုအလေးနဲ့ထည့်သွင်းစဉ်းစားရမယ့်ဖြစ်နိုင်ခြေတစ်ခုဖြစ်လာပါတယ်။ စက်ရင်နဲ့မကိုက်ညီမှုတွေကိုညွှန်ပြနေတဲ့အသက်တွေတွေပိုများလာနေပါတယ်။လူဦးရေဆိုင်ရာ data အင်အားလွတ်နေမှုကျောင်းမှာစက်ရင်သွင်းထားသူအရေအတွက်နဲ့အလုတ်သမားအင်အားနံပါတ်တွေမှာကွဲလွဲမှုတွေကလေးလာဆန်းစစ်သူတွေနဲ့ဝေဖန်သူတွေကိုတရားဝင်ထုတ်ပြန်ချက်ကိုမေးခွန်းထုတ်စေခဲ့ပါတယ်။အချို့ကခေတ်သစ်သမိုင်းမှာအကြီးအမားဆုံးဖုံးကွယ်မှုတွေတဲကတခုလို့ဖော်ပြတဲ့ဒီဖြစ်ရဟာတရုတ်နိုင်ငံတခုရဲ့အတွက်တာမကကမ္ဘာစီးပွားရေးနိုင်ငံရေးပထဝီဝင်နဲ့ အဆိုပြုထားတဲ့ထွန်းကားလာနေတဲ့စူပါပါဝါပေါ်လူတွေရဲ့အမြင်တွေအတွက်ပါအကျိုးဆက်တွေရှိလာနိုင်ပါတယ်ဒီဆွဆွဲချက်တွေကိုပိုနဲ့ဆိုင်သွားမလေ့လာခင်တရုတ်နိုင်ငံရဲ့လူဦးရေဆိုင်ရာသမိုင်းကိုနားလည်ဖို့အရေးကြီးပါတယ်1950ခုနှစ်မှာတရုတ်နိုင်ငံဟာဆယ်စုနှစ်ပေါင်းများစွာပဋိပက္ခတွေကနေပေါ်ထွက်လာခဲ့ပါတယ်ပထမဆုံးအနေနဲ့ဒုတိယကမ္ဘာစစ်အတွင်းဂျပန်ရဲ့ရက်စက်တဲ့တိမ်ပိုင်မှုပြီးတော့ရှေ့လျတဲ့ပြည်ရင်းစစ်ပါ ပြက်စီးယိုယွင်းခဲ့ပေမဲ့နိုင်ငံဟာမော်စီတုံးရဲ့ကွန်မြူနစ်အစိုးရတဲ့အောက်မှာစီးလုံးညီညွတ်လာခဲ့ပြီးလူဦးရေဟာတန်း950ဝန်းကျင်ရှိခဲ့ပါတယ်။မော်ရဲ့အစိုးပိုင်းမူဝါဒတွေဟာလူအဖွဲ့အစည်းကိုတည်ငြိမ်စေဖို့ပြည်ရင်းမကြိမ်မတက်မှုကိုဖြေရှင်းဖို့စိုက်ပျိုးရေးကိုတိုးတက်စေဖို့နဲ့အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့တန်ရှင်းရေးကိုချဲ့ထွင်ဖို့အာရုံစိုက်ခဲ့ပါတယ်။ရလဒ်အနေနဲ့တည်ဆုံးမှုနှုန်းဟာတိတိတသာကြာဆင်းသွားခဲ့ပါတယ်။ပြည်သူ့ဝါဒကိုပြင်းပြင်းထန်ထန်ထောက်ခံသူဖြစ်တဲ့မော်က လူဦးရေတိုးတက်မှုဟာနိုင်ငံတော်ရဲ့အင်အားကိုညှို့ပြတယ်လို့ယုံကြည်ခဲ့ပါတယ်။သူ့ရဲ့ဥဆောင်မှုအောက်မှာမိသားစုကြီးများဖြစ်လာဖို့မူဝါဒတွေကတက်ကြွသွားအားပေးခဲ့ပြီးလာမယ့်ဆယ်သုနှစ်တွေမှာတရုတ်နိုင်ငံရဲ့လူဦးရေတိတိတသာတိုးတက်လာမှုအတွက်အခြေခံအုတ်မြစ်ကိုချထားခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီအုတ်မြစ်ဟာအကွဲလာပုံရပါတယ်။တရုတ်နိုင်ငံရဲ့လူဦးရေဟာတကယ့်အခြေအနေဟာနိုင်ငံရောကဘာကြီးပါရင်ဆိုင်နေရတဲ့အငင်းပွားပွဲရာနဲ့ အလားအလာအပြောင်းအလဲဖြစ်စေနိုင်တဲ့မေးခွန်းတစ်ခုအဖြစ်ရှိနေပါတယ်။တရုတ်နိုင်ငံရဲ့ကျယ်ပြန့်တဲ့နေမြင်နဲ့လူဆွမ်းအားရင့်မြစ်ရဲ့မွေးရပါအားပါချက်တွေကြောင့်နိုင်ငံရဲ့လူကြီးဟာရခင်ကမမြင်ဘူးတဲ့နှုံထနဲ့စတင်တိုးတက်လာခဲ့ပါတယ်။1950ခုနှစ်များအကုန်မှာလူကြီးဟာပန်း660ဝန်းကျင်ထိရောက်ရှိခဲ့ပါတယ်။တရုတ်နိုင်ငံကိုခင်ဗီဆက်မှုနိုင်ငံတစ်ခုအဖြစ်အသွင်ပြောင်းရေးကိုအရှိန်မြှင့်ဖို့ကြိုးစားမှုအနေနဲ့မော်စီတုံးက The Great Leap Forward လို့လူသိများတဲ့ ကြီးမန်းချက်ကြီးမာတဲ့စီးပွားရေးလှုပ်ရှားမှုတစ်ခုကိုစတင်ခဲ့ပါတယ်။ဒီလှုပ်ရှားမှုရဲ့ရည်ရွယ်ချက်ကတရုတ်နိုင်ငံကိုစိုက်ပျိုးရေးအခြေခံလူအဖွဲ့စည်းကနေစက်မှုအင်အားကြီးနိုင်ငံတစ်ခုဖြစ်လှည့်မြန်စွာပြောင်းလဲဖို့ဖြစ်ပါတယ်။ဒါပေမဲ့ဒီလှုပ်ရှားမှုဟာမကြခင်မှာပဲဘေးအန္တရာယ်ကြီးတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ညံပြင်းနဲ့စိုက်ပျိုးရေးအလေးအကျင့်တွေချဲ့ကားထားတဲ့ထုတ်လုပ်မှုအစီရင်ခံတာတွေနဲ့စနစ်တကျစီမံခန့်ခွဲမှုမရှိတာတွေကအစားအသောက်ထုတ်လုပ်မှုပြိုလဲသွားစေခဲ့ပါတယ်။ ဒါကလူသမိုင်းမှာအသေးအပြောက်အများဆုံးအငတ်ဘေးတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်1959ခုနှစ်ကနေ1962ခုနှစ်အတွင်းငတ်မွမှုနဲ့ဆက်ဆက်အကြောင်းတွေကြောင့်15တန်းကနေ45တန်းအထိတည်ဆုံးခဲ့တယ်လို့ခန့်မှန်းထားပါတယ်အငတ်ဘေးကြောင့်လူဦးရေတိုးတက်မှုယာယီရပ်တန့်သွားခဲ့ပြီမဲ့တရုတ်နိုင်ငံရဲ့လူဦးရေလမ်းကြောင်းဟာမော်စီတုံးရဲ့ကြီးမားတဲ့လူဦးရေအခြေခံကြောင့်ဆက်လက်မြင့်တက်လျက်ရှိခဲ့ပါတယ်အငတ်ဘေးပြီးမှမော်ဟာအားနည်းမှုကိုစိုးရိမ်ပြီး လူဦးရေလှည့်မြန်းစွာတိုးတက်မှုကိုထပ်မံအားပေးခဲ့ပါတယ်။တတိဓာစီနဲ့ကိုဝင်ဖြတ်ချခွင့်ကို ပြင်းထန်စွာကန့်သတ်ခဲ့ပြီးတတိဓာစီတွေရရှိဖို့ခက်ခဲလာခဲ့ပါတယ်။အစိုးရဟာမိသားစုကြီးများဖြစ်လာဖို့တက်ကြွသွားအားပေးခဲ့ပါတယ်။ကြေးလက်အိမ်ထောင်စုတွေကိုမြေယာပုံမိုပေးအပ်ခဲ့ပြီးမြို့ပြမိသားစုတွေကိုပုံမိုကောင်းမွန်တဲ့အိမ်ယာနဲ့အစားအသောက်ခွဲတန်းတွေပေးခဲ့ပါတယ်။ဝါဒဖြန့်ချိမှုကလည်းအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်ခဲ့ပြီးမိသားစုကြီးတွေကိုလိုလားပွေရတာမကဘဲ နိုင်ငံချစ်စိတ်ရှိတဲ့အရာဖြစ်ပုံဖော်ခဲ့ပါတယ်။ပိုစတာတွေနဲ့ကြွေးကြော်သံတွေကကလေးများလေးလေးနိုင်ငံပူအားကောင်းလေးလေးဆိုတဲ့အယူဆကိုမြင့်တင်ခဲ့ပါတယ်။ဒီကြိုးပမ်းမှုတွေဟာတိတာထင်ရှားတဲ့တက်ရောက်မှုရှိခဲ့ပါတယ်။မွေးဖွားနှုန်းဟာရခင်ကမရှိခဲ့ဘူးတဲ့အဆင့်ထိတဟုန်တိုးတက်သွားပြီးအမျိုးသမီးတဦးမှာကလေး9ယောက်ကနေ6ယောက်အထိရှိလာခဲ့ပါတယ်။1980ခုနှစ်များအစောပိုင်းမှာတရုတ်နိုင်ငံရဲ့လူဦးရေဟာတန်း850ဝန်းကျင်အထိရောက်ရှိခဲ့ပြီး မွေးဖွားနှုန်းဟာအမျိုးသမီးတဦးမှာ6.3ယောက်အထိအထွတ်အထိပ်ရောက်ခဲ့ပါတယ်။ဒါဟာသမိုင်းမှတ်တိုင်းမှာအမြင့်ဆုံးတွေကတစ်ခုဖြစ်ပါတယ်။သမိုင်းဆိုင်ရာနောက်ခံအကြောင်းအရာကိုဆက်လက်ရှေ့ဆက်သွားမယ်ဆိုရင်1980ခုနှစ်များရောက်တဲ့အခါပြည်ရင်းနဲ့နိုင်ငံတကာမှာထိန်းချုပ်မှထားတဲ့လူဦးရေတိုးတက်မှုရဲ့အန္တရာယ်ကိုမီးမောင်းထိုးပြတဲ့စိုးရိမ်မှုတွေစတင်ပေါ်ထွက်လာပါတယ်။လူဦးရေပိုရှံမှုဟာအထူးသဖြင့်တရုတ်လိုဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာအရေးတကြီးပြဿနာတစ်ခုဖြစ်လာခဲ့ပြီး လူဦးရေဟာတစ်နှစ်ကိုတန်း20လောက်တိုးလာနေပါတယ်။အဲ့ဒီအချိန်မှာတရုတ်နိုင်ငံဟာဗဟိုမစီစဉ်ထားတဲ့ကွန်မြူနစ်စီးပွားရေးစနစ်အောက်မှာလဲပတ်နေပြီးအစိုးရကထုတ်လုပ်မှုနီလန်အားလုံးကိုထိန်းချုပ်ထားကာအရင်းအမြစ်တွေရဲ့ခွဲဝေမှုကိုဆုံးဖြတ်ခဲ့ပါတယ်။ဒါကပြည်သူအစ်တိုင်းတွင်အင်ယာအစားအသောက်ကျန်းမာရေးစောင့်ရှောက်မှုအလုပ်ကိုင်းနဲ့လူမှုဝန်ဆောင်မှုတွေကိုအစိုးရကတာဝန်ယူပေးရတာကို ဆိုလိုပါတယ်။နှစ်စဉ်တန်းနဲ့ချီတဲ့ပြည်သူအစ်တွေရဲ့လိုအပ်ချက်တွေကိုစီမံခန့်ခွဲရတာဟာ ကြီးမားတဲ့ထောက်ပံ့ပို့ဆောင်ရေးနဲ့စီးပွားရေးဆိုင်ရာဝင်ထုတ်ဝင်ပို့တစ်ခုဖြစ်ခဲ့ပါတယ်။လူဦးရေတဟုန်တိုးတိုးတက်လာတာနဲ့မျှနိုင်ငံတော်တည်ငြိမ်ရေးအတွက်စိုးရိမ်မှုလည်းတိုးလာခဲ့ပါတယ်။အစိုးရဟာထက်ကိန်းအောင်မြင်းနဲ့တိုးတက်နေတဲ့လူဦးရေဟာပြည်သူရဲ့အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့စွမ်းရည်ကိုဖိစီးလာပြီးစီးပွားရေးတိုးတက်မှုအတွက်စိုးရွားတဲ့အတားအဆီးတစ်ခုဖြစ်လာနေတယ်ဆိုတာကိုစတင်အသိမှတ်ပြုလာခဲ့ပါတယ်။အစားအသောက်ဖူလုံရေးကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်မှု တင့်လျော်တဲ့အိမ်ယာနဲ့အလောက်ကင်ဆိုင်ရာပြဿနာတွေဟာပုံမူရှုပ်ထွေးလာပြီးရေရှည်မတည်တတ်နိုင်တဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။ပြည်ရင်းသတိပေးချက်တွေရှိခဲ့ပေမဲ့မော်စီတုံးကလူဦးရေပိုရှံမှုရဲ့အန္တရာယ်ကိုလှစ်လျူရှုခဲ့ပါတယ်။သူ့ရဲ့ဥဆောင်မှုအောက်မှာဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေဟာပြင်းထန်စွာစင်စါဖြတ်တောက်ခံခဲ့ရပါတယ်။ဒါပေမဲ့1980ခုနှစ်များအစောပိုင်းမှာမော်ရဲ့နိုင်ငံရေးဩဇာလွှမ်းမိုးမှုအားနည်းလာတဲ့အခါ တရုတ်ကွန်မြူနတီပါတီအတွင်းအတန်အသစ်တွေပေါ်ထွက်လာခဲ့ပါတယ်။တိန့်ရှောင်ဖိန်၊ကျိုးဝင်လိုင်းနဲ့လီရှန်ယွန်းလိုခေါင်းဆောင်တွေက အုပ်ချုပ်ရေးမှာပုံမူလက်တွေ့ကြပြီးသိပ္ပံပညာအခြေခံတဲ့ချင်းကန်နီရီစီအပြောင်းလဲကိုစတင်ခဲ့ပြီးလူဦးရေစီမံခန့်ခွဲမှုလည်းအပါအဝင်ဖြစ်ပါတယ်။ဒီဥတီချက်ပြောင်းလဲမှုကတရုတ်နိုင်ငံရဲ့ပထမဆုံးသိတာထင်ရှားတဲ့လူဦးရေထိန်းချုပ်ရေးအစီအမံဖြစ်တဲ့ Later, Longer, Fewer လှုပ်ရှားမှုကိုမိတ်ဆက်ဖို့ဥတီသွားခဲ့ပါတယ်။ ဒီမူဝါဒကပြည်သူတွေကို အသက်ပိုကြီးမှု အသက်ပိုကြီးမှအိမ်အောင်ပြုဖို့ကလေးမွေးဖောက်မှုကိုခွဲခြားထားဖို့နဲ့ကလေးအနေငယ်သာထားဖို့အားပေးခဲ့ပါတယ်။ဒါဟာတရုတ်နိုင်ငံရဲ့လူဦးရေတိုးတက်မှုကိုပုံမတတိထားပြီးတွက်ချက်ထားတဲ့ချင်းကန်ဒီတစ်ခုရဲ့အစားဖြစ်ပါတယ်။လူဦးရေထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့စိန်ခေါ်မှုတွေနဲ့အငင်းပွားမှုတွေရှိခဲ့ပေမဲ့ later longer fewer လှုပ်ရှားမှုနဲ့နောက်ဆက်တွဲ the wine the one child policy ဟာတရုတ်နိုင်ငံရဲ့ရခင်က ထက်ကိန်းအောင်မြင်တဲ့တိုးတက်နေတဲ့လူဦးရေကိုနှေးကွေးစေတဲ့သိတာထင်ရှားတဲ့အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။တရုတ်ဆိုရကဒီမူဝါဒတွေဟာမွေးဖောက်မှုတန်း၄၀၀လောက်ကိုတားဆီးနိုင်ခဲ့တယ်လို့အဆိုပြုခဲ့ပါတယ်။ဝန်ဆောင်မှုပေးရမယ်လူဦးရေနေပါလာတာနဲ့မျှပညာရေးကျန်းမာရေးဆောင်ရှားမှုနဲ့အလောက်ကိုင်းခွင်လန်းလို့မရှိမဖြစ်အရင်းမြစ်တွေကိုပုံမုံညီမျှသွားဖြန့်ဝေနိုင်ခဲ့ပါတယ်။ဒါကတအူးချင်းဝင်ဝေတိုးတက်မှုကိုဖြစ်ပေါ်စေခဲ့ပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုတည်တည်တသာအားဖြည့်ပေးခဲ့ပါတယ်။ ထပ်မံပြီးတော့ကလေးနဲ့တဲ့မိသားစုတွေဟာပုံမိုဆူတောင်းနိုင်ပြီးရင်းနှီးမြှုပ်နှံနိုင်ခဲ့တာကတရုတ်နိုင်ငံရဲ့တက်လာနေတဲ့စီးပွားရေးကိုထက်လောင်းပံ့ပိုးပေးခဲ့ပါတယ်။ဒါပေမဲ့ဒီမူဝါဒတွေဟာဆိုးရွားတဲ့ရေရှည်ပြဿနာတွေကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်။အဓိကပြဿနာတစ်ခုကတော့တိတာထင်ရှားတဲ့ကြားမမညီမျှမှုပါ။တားယောက်ကြားလေးတွေကိုယဉ်ကျေးမှုအရဦးစားပေးလာခဲ့မှုနဲ့ကြားမရွေးချယ်ကိုဝင်ဖြတ်ချမှုမြင့်တက်လာမှုကြောင့်မိန်းကလေးတွေထက်ယောက်ျားလေးတွေတိတိတသာပုံများပြီးမွေးဖွားလာခဲ့ပါတယ်။ ဒီနေ့မှာတရုတ်နိုင်ငံမှာအမျိုးသမီးတွေထက်အမျိုးသားအသံပေါင်းများစွာပိုများနေပါဗျ။ဒါဟာလူမှုဆိုင်ရာအကျိုးဆက်တွေဝေးကွာတဲ့လူဦးရေပုံပြမှုတစ်ခုပါ။နောက်ထပ်တိုးလာနေတဲ့စိုးရိမ်မှုတစ်ခုကတော့လှည့်မြန်စွာအိုမင်းလာနေတဲ့လူဦးရေပါ။ဝေးဖွားနှုန်းကျဆင်းလာတဲ့အမျှအလौဒမားအင်အားတွေဝင်ရောက်လာတဲ့လူငယ်ဦးရေကျဆင်းလာခဲ့ပြီးအလौဒမားအင်အားကျုံသွားခဲ့ပါဗျ။တစ်ချိန်တည်းမှာပဲတက်ကြီးရွယ်ဦးရေတိုးလာခဲ့တာကစောင့်ရှောက်မှုဝင်တော့ဝင်ဖို့ကိုဖြစ်ပေါ်စေခဲ့ပါဗျ။ ဒါက0.1မိသားစုဖွဲ့စည်းပုံပေါ်ထွက်လာစေခဲ့ပြီးကလေးတဦးတည်းကမိဘ2ဦးနဲ့အဖိုးအဖွား4ဦးကိုပြုစုဆောင်ရှောက်ရမယ်တာဝန်ဖြစ်ပါတယ်။ဒီတာဝန်ဟာလူများစွာတက်စိတ်ပိုင်းဆိုင်ရာနဲ့ငွေကြေးပိုင်းရာလွှမ်းမိုးနိုင်လွန်းတဲ့အရာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အထူးခြားသောအကျိုးသက်ရောက်မှုကတော့ငွေဖွားနှုန်းရဲ့တိတိတတ်တာနဲ့ဆက်လက်ကြဆင်းမှုပါ။1980ခုနှစ်တွင်မှာအမျိုးသမီးတဦးမှာပြန်မြကလေး6ယောက်ရှိရာကနေ 1980ခုနှစ်မှာ1.8ရောက်ထိကျဆင်းသွားခဲ့ပြီးဆက်လက်ကျဆင်းခဲ့ပါတယ်1992ခုနှစ်မှာတော့တရုတ်နိုင်ငံရဲ့မွေးဖွားနှုန်းဟာ1.9အထိကျဆင်းသွားခဲ့ပါတယ်ကုလသမဂ္ဂရဲ့အဆိုအရမျိုးဆက်တစ်ခုမှာတစ်ခုဆက်လက်တည်မြဲဖို့အမျိုးသမီးတဦးမှာမွေးဖွားနှုန်း1.1ရောက်ဟာအ ਨੇ ဆုံးလိုအပ်တဲ့အရေးအတွက်ဖြစ်ပါတယ်ဒီအဆင့်ရောက်ကိုကျဆင်းသွားတာဟာရေရှည်လူဦးရေကျဆင်းမှုနဲ့နောက်ဆုံးမှာလူဦးရေပုံပြတ်မှုကိုဖြစ်ပေါ်စေနိုင်တဲ့အန္တရာယ်ကိုမြှင့်တင်ပေးပါတယ် 1990ခုနှစ်များရောက်တဲ့အခါတရုတ်နိုင်ငံတွင်းကလူများသွားဟာ the one child policy ကိုဖြေလျှော့ဖို့ထောက်ခံလာကြပါတယ်။လူဦးရေတည်ငြိမ်ရေးဆိုတဲ့မူလရည်မှန်းချက်ဟာအကြီးအကျယ်အောင်မြင်ခဲ့ပြီးဒီမူဝါဒကိုယာယီအစီအမံတစ်ခုအဖြစ်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ထပ်မံပြီးတော့1990ခုနှစ်များမှာဈေးကွက်လွတ်လပ်ရေးနဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကြောင့်တရုတ်နိုင်ငံရဲ့စီးပွားရေးဟာလှိမ့်မြန်သွားတိုးတက်လာခဲ့တာကပြင်းထန်တဲ့လူဦးရေကန့်သတ်မှုတွေရဲ့လိုအပ်ချက်ကိုညှော်နေစေခဲ့ပါတယ်။ ဒါပေမဲ့တရုတ်ကွန်မြူနစ်ပါတီကအရင်မြစ်တွေကန့်သက်ခံရမှုအစားအသောက်ဖူလုံရေးအိမ်ယာနဲ့နှစ်စဉ်တန်းနဲ့ချီတဲ့အလုပ်ကိုင်တစ်တွေဖန်တီးရမယ်ကြီးမားတဲ့စိန်ခေါ်မှုတွေကိုကိုးကားပြီး The One Child Policy ကိုဆက်လက်အကောင်အထည်ဖော်ဖို့ရွေးချယ်ခဲ့ပါတယ်1990ခုနှစ်များအကုန်မှာတရုတ်နိုင်ငံရဲ့မွေးဖွားနှုန်းဟာသမိုင်းတလျှောက်အနှိမ်ဆုံးဖြစ်တဲ့အမျိုးသမီးတဦးမှာကလေး1.5အထိကျဆင်းသွားခဲ့ပါတယ်ဒီဖြစ်ပေါ်မှုဟာစာပိုင်းမှာအရင်မြစ်ဖြန့်ဝေမှုကိုပုံမလွယ်ကူစေပြီး တဦးချင်းဝင်ဝင်ကိုတိုးတက်စေနိုင်တဲ့အလားအလာကြောင့်ကြိုးစိုးခံခဲ့ရပြီမဲ့လာမယ့်စိတ်သွင်းနှစ်တွေမှာပုံမပြင်းထန်လာမဲ့ဆိုးရွားတဲ့လူကြီးဆိုင်ရာစိန်ခေါ်မှုတွေရဲ့အစလည်းဖြစ်ခဲ့ပါဗျ27ရာစုနှစ်ကိုရောက်လာတာနဲ့မျှတရုတ်နိုင်ငံဟာတိတာထင်ရှားတဲ့လူကြီးအပြောင်းအလဲတွေကြုံတွေ့ခဲ့ပါဗျ။တပ်တန်းမျှော်မှန်းချက်မြင့်တက်လာခဲ့ပြီးကျန်းမာရေးစနစ်တွေတိုးတက်လာခဲ့သလို1950နဲ့1960ခုနှစ်များမှာမွေးဖွားခဲ့တဲ့ လူဦးရေများတဲ့မျိုးဆက်ဟာလည်းလူအိုအရွယ်ကိုစတင်ဝင်ရောက်လာခဲ့ပါတယ်။2020ခုနှစ်မှာတော့လူဦးရေရဲ့ပြန်မြအသက်ဟာ38နှစ်အထိတက်လာခဲ့ပါတယ်။ဒါဟာမွေးဖွားနှုန်းကျဆင်းမှုကြောင့်ကျုံလာနေတဲ့အလုတ်သမားအင်အားပေါ်မှာဖိအားတွေတိုးလာစေခဲ့ပါတယ်။ရေရှည်ကြိုးစက်တွေကိုအတိအမှတ်ပြုပြီးတရုတ်ဆိုးရဟာမွေးဖွားကန့်သတ်မှုတွေကို ဖြေလျှော့ဖို့စတင်ခဲ့ပါတယ်။အစာပိုင်းမှာအနည်းဆုံးကလေးတစ်ယောက်တည်းရှိတဲ့ဇုံတွဲတွေကိုကလေးနှစ်ဦးထားခွင့်ပြုခဲ့ပါတယ်။ 2016ခုနှစ်မှာတော့ဒီမူဝါဒကိုနိုင်ငံတော်ဝန်ချဲ့ထွင်ပြီး the one child policy ကို the two child policy နဲ့တရားဝင်အစားထိုးခဲ့ပါတယ်။ဒီပြောင်းလဲမှုကမွေးဖွားနှုန်းကိုယာယီတိုးတက်စေခဲ့ပြီး2018ခုနှစ်မှာ1.8အထိအထွတ်အထိပ်ရောက်ခဲ့ပါတယ်။ဒါပေမဲ့ဒီပြောင်းလဲတက်လာမှုဟာခဏတာပဲဖြစ်ခဲ့ပါတယ်။2018ခုနှစ်မှာတော့မွေးဖွားနှုန်းဟာ1.5အထိပြောင်းကျဆင်းသွားပြီးဆက်လက်ကျဆင်းခဲ့ပါတယ်။ဒီလမ်းကြောင်းကိုပြောင်းပြန်လှန်ဖို့ထပ်မံကြိုးပမ်းမှုအနေနဲ့ 2021ခုနှစ်မှာမိသားစုရွယ်စားကန့်သတ်မှုအားလုံးကိုရုပ်သိမ်းခဲ့ပြီးမိသားစုတွေကိုကလေး၃ဦးအထိထားခွင့်ပြုခဲ့ပါတယ်။ဒါပေမဲ့ဒါဟာတိတာထင်ရှားတဲ့အကျိုးသက်ရောက်မှုမရှိခဲ့ပါဘူး။2023ခုနှစ်မှာမွေးဖွားနှုန်းဟာ1.18အထိထိုးချသွားခဲ့ပါတယ်။ဒီကြဆင်းမှုမှာအကြောင်းအမျိုးမျိုးကပါဝင်ခဲ့ပါတယ်။ COVID-19 ကပ်ရောဂါကစီးပွားရေးမရေရာမှုကိုပိုဆိုးလာစေခဲ့ပြီးမိသားစုဖွဲ့စည်းမှုကိုအားမပေးခဲ့သလို ကလေးပြုစုပြောထောင်မှုနဲ့ဆက်ဆက်တဲ့ကုန်ကြမ်းစိတ်တွေမြင့်တက်လာမှုကိုအားဖြည့်ပေးခဲ့ပါတယ်။လူမှုစံနှုန်းတွေပြောင်းလဲလာမှုအလောက်ကင်ဖီးအားတွေတိုးလာမှုနဲ့မြို့ပြလူနေမှုကုန်ကြမ်းစိတ်တွေကလည်းတရုတ်လူငယ်စုံတွဲတွေအနေနဲ့မိဘဖြစ်မှုကိုနောက်ဆုတ်ထားရန်ဒါမှမဟုတ်လုံးဝရှောင်ရှားရန်လွှမ်းမိုးခဲ့ပါတယ်။2022ခုနှစ်မှာတရုတ်နိုင်ငံဟာအနှစ်60ကျော်အတွင်းပထမဆုံးအကြိမ်လူဦးရေကျဆင်းမှုကိုမှတ်တမ်းတင်ခဲ့ပါတယ်။ဒီကျဆင်းမှုလမ်းကြောင်းဟာ2023ခုနှစ်မှာဆက်လက်ဖြစ်ပေါ်ခဲ့ပြီး အိန္ဒိယကတရုတ်နိုင်ငံကိုကမ္ဘာလူဦးရေအများဆုံးနိုင်ငံဖြစ်တရားဝင်ကြော်တက်သွားခဲ့ပါတယ်။တရုတ်နိုင်ငံဟာလူဦးရေ1.4ဘီလီယံဝန်းကျင်ရှိတယ်လို့ဆက်လက်အဆိုပြုထားပေမဲ့လူဦးရေဖွဲ့စည်းပုံဟာလှိမ့်မြန်စွာပျက်စီးလာနေပါတယ်။တိုးပွားလာနေတဲ့တက်ကြီးရွယ်ကိုလူဦးရေဟာကျုံလာနေတဲ့အလုတ်လုတ်ကိုင်းနိုင်တဲ့အသက်ရွယ်ရှိပြည်သူတွေပေါ်ပုံမှုမိခိုလာနေပါတယ်။ဒီလိုအိုမင်းပြီးကျုံလာနေတဲ့လူဦးရေဟာတရုတ်နိုင်ငံရဲ့စီးပွားရေးတည်ငြိမ်မှုနဲ့ ရေရှည်တိုးတက်မှုတွေအဓိကအန္တရာယ်တစ်ခုဖြစ်လာပါတယ်။လူမှုဖူလုံရေးစနစ်တွေပေါ်ဝင်တို့ဝင်ဖို့ဟာမြင့်တက်လာပွဲရှိပြီးအလौဒမားရှားပါမှုက ထုတ်လုပ်မှုနဲ့စမ်းသစ်တူထွင်မှုကိုအဟန့်အတားဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့သူတေတီတချို့ကတော့အခြေအနေဟာတရားဝင်ထုတ်ပြန်ထားတဲ့နံပါတ်တွေထက်ပိုမိုဆိုးရွားနိုင်တယ်လို့ညင်းခုံကြပါတယ်။ဒီပေါ်ထွက်လာနေတဲ့ theory ဟာတရုတ်နိုင်ငံရဲ့ကမ္ဘာစူပါပါဝါနိုင်ငံဖြစ်ယူဆထားတဲ့အချက်တွေကိုစိန်ခေါ်နေပြီး ရုတ်ကွန်မြူနတီပါတီကနှစ်ပေါင်းများစွာလူဦးရေဒေတာကိုခြေလှယ်ထားတယ်ဆိုတဲ့ဖုံးကွယ်မှုတစ်ခုကိုဖော်ပြနေပါဗျာ။တရုတ်ကွန်မြူနတီပါတီ CCP ကလူဦးရေ1.4ဘီလီယံကျော်ရှိတယ်လို့တသမတ်ထဲထုတ်ပြန်ထားပေမဲ့ဒီနံပါတ်ဟာတိတိတသားချဲ့ကားထားတယ်လို့ညင်းခုံကြပါဗျာ။ဒီဝေဖန်သူတွေရဲ့အဆိုအရ CCP ဟာနှစ်ပေါင်းများစွာလူဦးရေဒေတာကိုခြေလှယ်ခဲ့ပြီးအစိုးရခံစားတွေကိုအတုလောက်ကတေဆုံးသူအရေးအတွက်ကိုဖုံးကွယ်တာနဲ့ကန့်ကွက်တန်တွေကိုတိတ်ဆိတ်စေတာတွေကိုလှုံ့ဆော်ခဲ့ပါဗျာ။ တရုတ်နိုင်ငံရဲ့တကယ့်လူဦးရေဟာ1.4ဘီလီယံဆိုတဲ့အရေအတွက်ကိုတစ်ခါမှမရောက်ရှိခဲ့ပါဘူး။တရုတ်နိုင်ငံရဲ့တရံဝင်လူဦးရေစာရင်းကိုအမျိုးသားစာရင်းအင်ဘူရိုကတစင်ထုတ်ပြန်ထားပြီး2019ခုနှစ်အကုန်မှာတရုတ်နိုင်ငံရဲ့လူဦးရေဟာ1.42ဘီလီယံဝန်းကျင်ရှိတယ်လို့ဆက်လက်အဆိုပြုထားပါဗျ။ဒါပေမဲ့ဒီအရေအတွက်တွေဟာလွတ်လပ်စွာအတည်ပြုထားတာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုရင်တရုတ်နိုင်ငံအတွင်းမှာယုံကြည်ရတဲ့လူဦးရေဒေတာရယူခွင့်ကိုတင်းကျပ်စွာထိန်းချုပ်ထားလို့ပါ။ နိုင်ငံသားသူတွေတွေနဲ့အဖွဲ့အစည်းတွေဟာလွတ်လပ်တဲ့လူ့ရည်အကဲဖြတ်မှုတွေကိုလှုံ့ဆော်ဖို့အကြီးအကျယ်တားမြစ်ခံထားရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။